အကိုဖြစ်သူရဲ့မင်္ဂလာသတင်းကြောင့်အံဩသွားခဲ့ရတဲ့အဲလာရွှေစင်ရန်ကုန်ဆယ်လီနယူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်အဲလာရွှေစင်ဆိုတာကတော့ဟင်းဝင်ရံရဲ့ညီမလေးပဲဖြစ်ပါတယ်ဟင်းဝင်ရံနဲ့အတူတူအမှုပညာလုပ်ငန်းတွေကိုလုပ်ကိုင်နေပြီးကိုပိုင်ရုပ်ရှင်ထုတ်လုပ်ရေးတွေကိုဦးစီးဦးဆောင်လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်ငယ်ရွယ်တဲ့ဆိုပေမဲ့အမှုပညာလုပ်ငန်းမှာရှေးကအကိုဖြစ်သူရဲ့လုပ်ရက်တွေကိုကြည့်ပြီးအတူယူမှတ်သားတတ်ကြကြောင်းအခုချိန်မှာတော့အဲလာရွှေစင်ကလည်းနေရာတစ်ခုကိုရရှိနေတဲ့အမှုပညာရှင်တအုပ်ဖြစ်ပါတယ် သူကတော့ကိုယ်တိုင်ရုပ်ရှင်ရရတယ်ဆိုတာတည်းရုပ်ရှင်ထုတ်လုပ်ရေးပိုင်းမှာဦးစီးဦးဆောင်ပြုပါတာကိုပို့ပြီးတော့မှကျွမ်းကျင် အားရတယ်လို့လည်းပြောခဲ့ပူပါတယ်။သူကတင်ယုံဆောင်ရတာကိုကြိုက်တယ်ဒါပေမဲ့တင်ယုံဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့အများကြီးတင်ယူနေရတော့မှာပဲ အဓိကအားဖြင့်အကူလည်းဖြင့်လက်ဦးစရာလည်းဖြစ်တဲ့ဟင်းဝင်ရံစီကနေအများကြီးတင်ယူရတာလို့ပြောပြလာခဲ့ပါတယ်။အဲလာရွှေစင်းတဲ့ဟင်းဝင်ရံတို့ကအမှုပညာလုပ်တွေကိုအတူတူလုပ်နေကြတာဖြစ်တယ်လို့တအုပ်နဲ့တအုပ်လည်းတအားကိုရင်းရင်းနှီးနှီးဆဆနာနာရှိပါတယ်။အိမ်မှာတခါတလေစကားကိုလေလုံးကွဲရအောင်မပြောတတ်ဘူးဆိုပေမဲ့အလုံးနဲ့ပတ်သက်ရင်တော့မောင်နှမနှစ်ယောက်ကတက်ညီလက်ညီရှိလာပါတယ်။ဒါကြောင့်အကူရဲ့အခြေအနေနဲ့ပတ်သက်ပြီးအဲလာရွှေစင်းကိုယ်တိုင်ကလည်းစိတ်ဝင်စားနေကြတာပါ။အင်တာဗျူးတစ်ခုမှာဆိုရင်အခုချိန်ထိအကူကဘသူ့ကိုကြိုက်နေရဆိုတာကိုတော့မသိရသေးပါဘူး။ညီမတို့လည်းအရန်ကိုတိ င်နေပါပြီလို့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။နောက်ပြီးအဲလာရှိစင်ကဟိဝင်ရဲ့အိမ်တောင်ကြီးနဲ့ပတ်သက်ပြီးအကိုကိုလည်းအိမ်တောင်ကြစေချင်ပါပြီ။ဒီကြပါရင်အကိုလက်ထက်မဲ့သူကညီမတို့လည်းလက်ခံမဲ့သူဖြစ်မှာပါ။အကိုလက်ထက်တဲ့ဘသူကိုမစိုးညီမတို့ကလည်းချစ်ပြီးမှာပါလို့ပြောပြလာခဲ့ပါတယ်။အကိုကိုချစ်ပြီးတာနဲ့တင်ညီမတို့ကချစ်ပြီးဖို့ဖြစ်နေပါပြီလို့ပြောပြလာခဲ့တာပါ။ဒါအပြင်အဲလာရှိစင်ကိုတိုင်ကဟိဝင်ရန်ကိုစိုးပြည့်တစင်းနဲ့သဘောတူနေတာဖြစ်ပါတယ်။မစိုးပြည့်ဆိုရင်တော့ကောင်းတာပေါ့။ဘာမှအပြစ်ပြောစရာမလိုဘူး။ညီမတို့ကလည်းချစ်တယ်လို့ပြောပြခဲ့တာဖြစ်ပြီးစိုးပြည့်တ စင်နဲ့အဲလာရွှေစင်တို့ကလည်းဇလန်းတွဲတွေမှာတောက်လျှောက်ဆိုးသလိုရိုက်ကူးနေတာဖြစ်ခါမျက်နှာဖုံးဆိုရင်ဇလန်းတွဲမှာလည်းအတူတူပါဝင်တရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။ ဟိန်ဝင်ရင်ရမွေးနေ့မှာမိသားစုတွေကိုယ်တိုင်က2025ခုနှစ်မှာဟိန်ဝင်ရန်အတွက်မင်္ဂလာသတင်းကြားရုံမဲ့ပရိသတ်တွေမျှော်မှန်းထားတဲ့သူနဲ့ပဲလက်ထပ်ဖြစ်မှာပါလို့ပြောလာတဲ့ပေါ်အေလာရွှေစင်ကိုယ်တိုင်ကအံ့ဩကြရပါတယ်။အခုရဲ့မင်္ဂလာသတင်းကိုမိဘတွေကပြောလိုက်တာကိုသူကိုယ်တိုင်ကမသိခဲ့ပါဘူး။အင်တာဗျူးဖြေကြားနေတဲ့အချိန်မှာလည်းသူကတခြားနေရာမှာရှိနေခဲ့တာဖြစ်တာကြောင့်မိသားစုစုံစုံအင်တာဗျူးမဖြေခဲ့ရပါဘူး။ဒါကြောင့်အခုရဲ့မင်္ဂလာသတင်းနဲ့ပတ်သက်ပြီးအံ့ဩနေခဲ့ပါတယ်။အဖေကအဲ့ဒီလိုဖြေလိုက်တာလားလုံးဝမသိဘူး။နောက်ပြီးအခုရဲ့မင်္ဂလာသတင်းရှိနေတယ်ဆိုတာကို ဲမြမကိုယ်တိုင်တော့မသိပါဘူးဘသူနဲ့လက်ထက်မှာလဲဘယ်တော့လဲဘလို့ပုံစံလဲဆိုတာကိုအရန်ကိုစိတ်ဝင်စားနေရလို့ပြောပြလာခဲ့ပြီးအဲလာရွှေစင်ကိုယ်တိုင်ကစိတ်လှုပ်ရှားနေကြတာပဲဖြစ်ပါတယ်အခုဖြစ်သူရဲ့မင်္ဂလာသတင်းအတွက်သူကိုယ်တိုင်လည်းရှင်းခုံးလို့နေတာပဲဖြစ်ပါတယ်ဟိန်းဝင်ရန်ကတော့ပရိသတ်တွေအနေနဲ့မင်္ဂလာသတင်းနဲ့ပတ်သက်ပြီးအရင်ကြီးမျှော်လင့်မထားဘူးမိဘတွေကသူ့ကိုအရွေတစ်ခုရောက်နေပြီဖြစ်တာမို့အိမ်နာပြုစီခြင်းလို့ဒီလိုမျိုးပြောလိုက်တာလည်းဖြစ်နိုင်ပါတယ်ဆိုပြီးပြန်လည်ဖြေချခဲ့တာမျိုးတွေရှိပါတယ်ဟိန်းဝင်ရန်ကလက်ရှိအချိန်ထိမတင်မကျအဖြစ်မျိုးကိုသာဖြေချနေကြတာဖြစ်ပြီး သူရဲ့မင်္ဂလာသတင်းကပရိသတ်တွေအားလုံးနဲ့အတူမိသားစုတွေအတွက်ပါ surprise ဖြစ်သွားခဲ့ရတာပေါ့ပရိသတ်ကြီးအနေနဲ့ရောဟိဝင်ရဲ့မင်္ဂလာသတင်းကအမှန်တယ်လို့ထင်လားအကိုရဲ့မင်္ဂလာဆောင်ကိစ္စကိုညီမကမသိဘူးဆိုတာကိုရောလက်ခံယုံကြည်နိုင်သလားဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပြီးခဲ့ပါအောင်ရှင်